င်္ဂလာပါ Tesla Machine YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီ YouTube Channel လေးမှာအများအားဖြင့်တပွဲကိုတုံးတက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ညီကလူအနေနဲ့အကြိုက်တူနေတယ်ဆိုလို့ရှိရင် like ဆောင်နေပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တုံးတက်ပေးမယ်ဒါတပွဲကတော့တူတူကီနဲ့ဘူဂေရီးယားပွဲဖြစ်ပါတယ်ဆိုတော့တူတူကီအနေနဲ့ဒီနေ့ပေါက်ကြီးကတော့နှလုံးပိုင်းနဲ့တရားခိုးပေါင်းကြီးကတော့သုံးလုံးပိုင်းနဲ့80အနေထားဖြစ်နေပါတယ်ဆိုတော့ဒီနေ့သေးဒါဇေယျမှာဆိုလို့ရှိရင်တူတူကီအနေနဲ့အဆင့်နှစ်နေရာမှာဖြစ်ပြီးတော့ဘူဂေရီးယားအနေနဲ့ အဆင့်လေးနေရာမှာဖြစ်ပြီးတော့အခုချိန်ကြီးဘဲဥမကွယ်သေးပါဘူးပေါ့နော်တူတူကီအနေနဲ့ကိုမတ်ဖြစ်ပြီးတော့သူ့ရဲ့အတက်ကစပိန်ကလည်း၁၂မှတ်ဖြစ်တယ်စပိန်အနေနဲ့ဒီအဝေးကွင်းမှာဒါဂျိုဂျော်ဂျီယာကိုကမ်းမှာဖြစ်ပါတယ်ဆိုတော့တူတူကီအနေနဲ့ပေါ့ကြီးက၃လုံးအဲ၃လုံးပလက်60ပေါ့နှလုံးမိုင်းနဲ့တည်း၃လုံးပလက်60ပေါင်းနေပါတယ်ကိုပေါင်းကြီးကတော့၃လုံးမိုင်းနဲ့80အနေထားဖြစ်နေပါတယ်ဆိုတော့တူတူကီအနေနဲ့ဒီဒီပွဲကိုနိုင်မလို့ရှိရင်သူ့အနေနဲ့ပလေးအော့တနေရာမှာဒါအချိန်ကြီးကောင်းနိုင်သလိုတန်တက်ကွင်းလည်းဒါတိုက်ရိုက်တန်တက်ပြီးတော့ကမ္ဘာဘလောက်လည်းရရှိနိုင်မယ့်အခွင့်အရေးရှိတယ်ဆိုတော့နောက်တစ်ပွဲကလည်းတူတူကီနဲ့ဒါ တူရကီတူရကီကဒါစပိန်ရဲ့အိမ်ခွေးမှာတောက်ကံမှာလေဖြစ်တော့ကြောင့်တကြပေါ့တူရကီအနေနဲ့ဒီနေ့ပူဂရီးယားကိုအနိုင်ကမ်းမှာအနေနဲ့ဖြစ်ပါတယ်ဆိုတော့နှလုံးပိုင်းနဲ့ဗိုလ်ဂျင်နှလုံးပိုင်းနဲ့တရားနေတောင်းလုံးပလက်60ဒီပြင်ဆက်သွားခြင်းဒါဒီနေ့တူရကီအနေနဲ့ဘူဂရီးယားကိုဒါအရင်တစ်ခေါက်ကလိုပဲဂိုးတွေဂိုးပြတ်တွေနဲ့တွေ့မယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီနေ့လည်းတူရကီရဲ့ဂိုးတွေကိုပဲကျွန်တော်တို့ရည်တွက်ပြီးတော့ကြည့်ရမယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်ဒီနေ့တူရကီနဲ့ဘူဂရီးယားဘွဲစင်မှာကျွန်တော် တူရကီပေါ်လီလိုပဲပေးချင်ပါတယ်ခင်ဗျာဆိုတော့ညီကတို့ဒါအကြိုက်တူနေတယ်ဆိုလို့ရှိရင်တော့ဒီပွဲလေးကိုကျွန်တော်က live ဆော့ဖို့ညွှန်ပေးပါတယ်ဘာလို့လဲဆိုတော့ဒီတူရကီနေတဲ့ဒီဘူဂရီးယားပွဲမှာပွဲပြီးလို့ရှိရင်သူ့အနေနဲ့ဒါ12မှတ်ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ပွဲကလည်းစပိန်ရဲ့အိမ်ကွင်းမှာတွားကန်မှာဖြစ်တဲ့အတွက်ကြောင့်စပိန်ဒီဒီနေ့ဂျော်ဂျီယားကိုနိုင်လို့ရှိရင်15မှတ်ဖြစ်ပြီးတူရကီဒီဘူဂရီးယားကိုနိုင်ရင်12မှတ်ဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ဖြစ်တူရကီအနေနဲ့အာတကယ်လို့ဒီနေ့ နိုင်သွားလို့ရှိရင်ဆက်နောက်ပြပြီးတော့နောက်တစ်ဘက်ကစပယ်ရဲ့အင်္ဂွင်းမှာတောက်ကံမှာဖြစ်နေကြတေချာပေါ့ဒီနေ့ဘူဂေရီးယားဘွဲကိုဒါသူလက်လွတ်ခါမှာမဟုတ်လို့ကျွန်တော်ယူဆတဲ့အဲ့တော့ဒီနေ့နှလုံးပိုင်းနဲ့တရားကိုပေါင်းကြီးသုံးလုံးပိုင်းနဲ့80ရဲ့ကျွန်တော်တော့တူရီကီဘော်ဒီလေးကိုပဲကြိုက်ပါတယ်ဗျเนาะအကြိုက်တူနေတယ်ဆိုလို့ရှိရင်ညီကိုလိုက်ဆော့ပါကျွန်တော်အားလုံးကိုချီးကျူးအထူးပဲ